နက်ခင်းတိုင်းကျွန်တော်တို့အများစုကကော်ဖီတစ်ခွက်နဲ့ပဲနေ့ရက်တွေကိုစတင်တတ်ကြပါတယ်။ကော်ဖီဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့သောက်စရာတစ်ခုလိုဖြစ်နေပါပြီ။သူ့ရဲ့ကာတသက်အရသာနဲ့လမ်းစမ်းစီတဲ့အာနိသင်ကြောင့်လူတိုင်းနှိပါးရဲ့နှလုံးသားကိုဖန်ဆားထားနိုင်တာပါ။ဒါမှမဟုတ်ဒီလိုကျွန်တော်တို့ယူနီကျွမ်းဝင်တဲ့ coffee အကြောင်းကို သင်ပလောင်များသိထားပြီးပြီလေ။သူနဲ့ပတ်သက်ပြီးသင်တကယ်မသိသေးတဲ့ထင်မှားတဲ့အမှန်တရားတွေ ရှိနေပါတယ်။ဒီကနေ့မှာတော့ coffee နဲ့ပတ်သက်တဲ့ထင်မှားတဲ့အမှန်တရား၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးတင်မထားတဲ့အမှန်တရားကတော့တရုတ်နိုင်ငံဟာကမ္ဘာရှိကြဆုံး coffee ဆိုင်ပွဲသူတွေကတအူဖြစ်ခဲ့မှုတဲ့ဆိုတာပါပဲ။များသောအားဖြင့် coffee ရဲ့မူလစိမ့်မြစ်ကို Ethiopia ဒါမှမဟုတ်အာရဗျနိုင်ငံတွေကနေစတင်ခဲ့တယ်လို့ထင်ကြပေမယ့်တကယ်တမ်းမှာတော့လွန်ခဲ့တဲ့နှစ်ပေါ်ထရွန်ကျော်ကတည်းကဒီယိုပီယူနန်ပီတယ်မှာကော်ဖီဆိုင်ပြုံးမှုတွေရှိခဲ့တယ်လို့သမိုင်းပညာရှင်ချို့ကဆိုခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ရေပန်းစားမှုကတော့အာရဗျနိုင်ငံတွေနဲ့ဥရောပကိုရောက်ပြီးမှပဲပုံမှန်မြင့်တက်လာခဲ့တာပါ။ ဒုတိယချက်ကတော့ကျွန်တော်တို့တောက်နေတဲ့ coffee seed တွေကတကယ်တော့အသီးရဲ့အဆီတွေပါပဲ coffee bean ကနေထွက်လာတဲ့ coffee seed ကို coffee cherry လို့ခေါ်ပါတယ်ဒီ coffee cherry သည်အတွင်းကနေမှကျွန်တော်တို့လော်ပြီးတောက်သုံးနေတဲ့ coffee seed နှစ်စိပါဝင်နေတာပါဆိုလိုတာက coffee ကအသီးတစ်မျိုးကနေထွက်တာဖြစ်ပြီးအဆီကိုသုံးဆွဲတာဖြစ်ပါတယ်တတိယချက်ကတော့ coffee ရဲ့ caffeine တက်ကသင်ကိုချက်ချင်းစွမ်းဟင်မပေးပါဘူးကျွန်တော်တို့ coffee တောက်ပြီးတာနဲ့ချက်ချင်းလမ်းဆန်းသွားရလို့ခံစားရတာက caffeine တက်က ။ Honor တဲ့က Adenosine ဆိုတဲ့ဓာတ်ပစ္စည်းကိုပေးဆို့လိုက်လို့ပါ။ဒီ Adenosine ဟာကျွန်တော်တို့ကိုပင်မနှဲ့ရလို့ခံစားရစေတာဖြစ်ပါတယ်။ဒါကြောင့် caffeine တက်ခါတင့်ကိုအားရင်အသည့်ပေးတာမဟုတ်ဘဲပင်မနှံ့နေမှုကိုချောချပေးတာပါ။ဆိုတော့ချက်ကတော့ coffee ကိုပထမဆုံးတွေ့ရှိခဲ့သူကတိုးချောင်းသားတွေဖြစ်နေပါတယ်။ရိုးရပုံရင်ရလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကအီသီယိုးပီးယားကကာလီလို့ခေါ်တဲ့ကိုကျန်းသားတယောက်ကသူတို့တွေ coffee chain တွေကိုစားပြီးရအောင်ပုံမှန်တက်ပုံမိုတက်ကြွနေတာကိုသတိထားမိခဲ့တာပါ။ အရင်ကစားပြီးကော်ဖီရဲ့အာရီဒင်ကိုစတင်တွေ့ရှိခဲ့တယ်လို့ဆိုကြပါဗျ။နောက်ဆုံးအချက်ကတော့ကော်ဖီဟာရေနံပြီးရင်ကမ္ဘာဒုတိယအကြီးဆုံးကုန်စည်ဖြစ်ပါတယ်။အန်ဩစီယာကောင်းပေမဲ့ကမ္ဘာကုန်စည်ဈေးကွက်မှာရေနံပြီးရင်ကော်ဖီဟာအများဆုံးအယောင်ဝယ်ဖြစ်နေတဲ့ကုန်စည်ဖြစ်ပါတယ်။နှစ်စဉ်ကမ္ဘာတစ်ဝန်းလုံးမှာဒေါ်လာဘီလီယံရာပေါင်းများစွာတန်ဖိုးရှိတဲ့ကော်ဖီတွေကိုရောင်းရပေါက်ကနေကြပြီးတန်ပေါင်းများစွာသောလူတွေရဲ့အသက်မွေးကြောင်းမှုအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကော်ဖီဆိုတော့ကျွန်တော်တို့တော့ရိုးရှင်တဲ့တောက်စီယာတစ်ခုတက်ပို့ပါတယ်။သူမှာကိုပိုင်းတပိုင်းကိုပိုင်းလိုအပ်ချက်တွေနဲ့ထူးခြားတဲ့အခန်းကဏ္ဍတွေရှိနေပါတယ်။ဒီကကော်ဖီတစ်ခုတောက်တဲ့အခါထင်မှားတဲ့အမှန်တရားတွေကိုပြန်တွေးကြည့်ပြီးကော်ဖီရဲ့လောကကြီးကိုပို့ပြီးတော့နှိမ့်ညွတ်ခံစားကြည့်ဖို့ဖိတ်ခေါ်ရင်းညီကုန်းချုပ်လိုက်ပါတယ်။